အခုတင်ဆက်ပေးမယ့်သတင်းကတော့ April မှာရောင်းချမဲ့တန်မိုနဲ့ mobile phone တွေမှာ CDMA 800 MHz line တွေကိုစတင်ရောင်းချပေးသွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မကြာမီကာလအတွင်းမှာထွက်ရှိလာတော့မဲ့တန်မိုနဲ့ mobile phone တွေရောင်းချရမှုရဲ့ပထမနှစ်လမှာ CDMA 800 MHz line တွေကိုစတင်ရောင်းချဖို့အတွက်မှန်းထားတယ်လို့ ဆက်သွယ်ရေးသတင်းအချက်အလက်နဲ့ဤပညာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးတောင်းတင်ရဲ့ပြောကြားချက်ရသိရပါတယ်။ဒီလို CDMA 800 MHz ဖုန်းလိုင်းကိုစတင်ရောင်းချပေးရခြင်းဟာ CDMA တက်ဆင်ထားတဲ့စကမ်းတွေဟာတနိုင်ငံလုံးမှာပြန့်ကျဲနေပြီးရောင်းချထားတဲ့ line အရေအတွက်နည်းသေးတာကြောင့်ဖြစ်ပါတယ်။ဒီလိုစတင်ရောင်းချလိုက်တာကြောင့် line ကျတဲမှုကိုဖြည့်ရှင်းပေးနိုင်မှာလည်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိရောင်းချပေးမဲ့တန်မိုးနဲ့ဆင့်ကက်တွေရောင်းချတဲ့နေရာမှာ ပြည်ရင်းပြည်ပပေါကလိကကုမ္ပဏီတွေမပါသေးပဲဝင်းကြီးဌာနကပဲရောင်းချပေးသွားမှာဖြစ်ပါတယ်။စတင် ရောင်းချတဲ့ပထမလမှာရောင်းချပေးနေတဲ့ CDMA 800 MHz ဖုန်းလိုင်းတွေတက်ခဲ့ပါကအခြားလိုင်းတွေကိုရောင်းချမှာဖြစ်ပြီးဒေတာတစ်ခုနဲ့တစ်ခုရောင်းချမဲ့ဖုန်းမျိုးစားတွေတူညီမှာမဟုတ်ဘူးလို့သိရပါဗျ။ရောင်းချမဲ့ဒေတာမှာရှိတဲ့ဖုန်းလိုင်းချောင်မှုအပေါ်မူတည်ပြီးဖုန်းအမျိုးအစားခွဲခြားရောင်းချပေးမှာဖြစ်ခါတလကိုစင်းကတ်၃သိန်းခွဲရောင်းချပေးမှာဖြစ်ပါဗျ။ ရောင်းချရမှာ CDMA 800 MHz အပြင် WCDMA တွေကိုစတင်ရောင်းချမှာဖြစ်ပါတယ်။နောက်ပိုင်းကာလတွေမှာတော့ GSM ကိုပဲရောင်းချမှာဖြစ်တယ်လို့ဒုတိယဝန်ကြီးဦးဝင်းတန်းရဲ့ပြောကြားမှုရသိရပါတယ်။ဒီလိုရောင်းချရမှာရောင်းချမဲ့ဈေးနှုန်းကိုတော့ထုတ်ပြန်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ မတ်လ31ရက်နေ့ကနိုင်ငံတော်သမ္မတပြောကြားခဲ့တဲ့ရေဒီယိုမိကွန်းအရပြည်သူအများမျှော်လင့်ဆောင်စားနေကြတဲ့မိုဘိုင်းတယ်လီဖုန်းဆင်ကက်တွေကိုအခုလဧပြီလမှစတင်ပြီးတပ်ဆိုင်ရာဝင်ကြီးဌာနတွေကိုအမိတ်တင်ကြစာထုတ်ပြန်ကအသက်သာဆုံးကျန်ွယ်နှုံထားတဲ့ရောင်းချပေးသွားမှာဖြစ်တယ်လို့ထည့်သွင်းပြောကြားခဲ့ပါတယ်။